ပရမအမှာကတော့ကြာတိရဒီကနန်းပေါ့ဗျာနော်ဒီမှာတကတ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 ်ပေါ့အဲ့ဒီဟာလေးကနေပြီးတော့သူ့နော်ရောက်ပြန်တော့ဒီကနန်းလေးရောက်မှာကြည့်အောင်သူကပြသွားတာကဒီကနန်းကြာတိလေးမှာတဲ့သူကဒီထိမ့်နဲ့ထိမ့်နဲ့တက်ကိုတဲ့ဒီထိမ့်နဲ့ထိမ့်နဲ့တက်ကိုတဲ့တကခါနဲ့ခါနဲ့ပြန်တက်တယ်နော် အဲနောက်တစ်ခါဒီထိတ်နဲ့ထိတ်နဲ့လေးကိုခါနဲ့ခါနဲ့ပြန်လေးတယ်အဲနောက်တစ်ခါဒီထိတ်နဲ့ဒီထိတ်နဲ့ငါးကိုခါနဲ့ခါနဲ့ပြန်ငါးတယ်နောက်တစ်ခါဒီထိတ်နဲ့ဒီထိတ်နဲ့ခွန်ကိုခါနဲ့ခါနဲ့ပြန်ခွန်နေတယ်ပေါ့ဗျာနော်သူကအဲ့ဒါရဲ့ဘေးကို तू ကជីလိုက်တဲ့ခါကျအဲ့ကျတော့ तू ကအဲ့လိုခွန်လိုက်တာနဲ့တဲ့သူ့ရဲ့အောက်ကဒီကြာစည်းလေးကဒီကအပိတ်ရဲ့ဒီကအပိတ်ရဲ့နော် ဒီကအပိတ်ရဲ့အဲ့ဒီသုံးလုံးကခွန်းနဲ့မတန်နဲ့ပေါ့နော်နောက်တစ်ခါသူ့ရဲ့အောက်ကကြာသီးလေးကနော်ဒီကထိတ်ရဲ့အပိတ်ရဲ့အပိတ်ရဲ့ခွန်းလို့ဖြစ်တယ်နောက်တစ်ခါလဲဒီကြာသီးလေးမှာဒီမှာကဒီထိတ်ရဲ့ဒီအပိတ်ရဲ့ဒီပိတ်ရဲ့လဲခွန်းလို့ရှိတယ်ပေါ့ဗျာနော်နောက်တစ်ခါကြလဲဒီထိတ်ရဲ့ဒီအပိတ်ရဲ့အဲ့ဒီအပိတ်ရဲ့လဲခွန်းလို့ရှိနေတယ်ပေါ့နော် နောက်တစ်ခါလဲဒီထိတ်ရဲ့ဒီအပိတ်ရဲ့ဒီကောင်းရဲ့ခွန်မသက်ပေါ့ဗျာခွန်နေရှိတယ်ပေါ့အဲ့ဒါကို तू ကစီနီယံယူမှာစီနီယံယူမှာတော့အပေါ်က तू က၄ထိတ်၅ထိတ်၃ထိတ်တည်ခဲ့တဲ့တွေ့အဲ့နဲ့ထဲကို तू ကတော့ဒီလိုတက်ပြတော့တာပဲ6ထိတ်6ပိတ်5ထိတ်6ပိတ်4ထိတ်6ပိတ်3ထိတ်6ပိတ်ခဲ့လို့6 3လုံးပိတ်တာနေသူကပြောတာပဲဗျာနော်အဲ့တော့ကြာရင်လည်း like ကြည့်ကြပါဗျာဝေဖန်ကြပါဗောနော် ကဲအဲ့ဒါရှင်းအောင်နော်ကျွန်တော်ရှင်းပြရမယ်ဒါကတော့သူ့နေရာလေးနဲ့သူပို့ရသူကမက်တက်ကတော့ခွန်နေသွားတာအဲ့ကြကျွန်တော်ကဒါတောက်လျှောက်သွားမယ်သူကဒီထိတ်နှလုံးတစ်ကူတဲ့ခါနှလုံးပြန်တက်တာနဲ့ဒီရှင်းနှလုံးတစ်ကူတဲ့ဒီထိတ်နဲ့အဲရှင်းနှလုံးမပြောလိုက်မယ်အလွယ်ပြောပြရမယ်နော်ဒီရှင်းနှလုံးတစ်ကူတဲ့ခါနှလုံးပြန်တက်တာနဲ့သူ့ရဲ့နောက်ကကြာသီးလေးရနော်ဒီထိတ်ရဲ့ဒီအပိတ်ရဲ့ဒီပိတ်ရဲ့ကိုခွန်လို့သူကကစားတယ်နောက်တစ်ခါ ဒါမှရှင်းနှလုံးလေးကိုအခါနှလုံးပြန်လေးလို့ထဲတာနဲ့ဒီထဲ့ရဲ့ဒီအပိတ်ရဲ့ဒီပိတ်ရဲ့ခွန်လို့ကစားတယ်တဲ့နောက်တစ်ခါရှင်းနှလုံး၅ကိုတဲ့ခါနှလုံး၅လို့ဖြစ်တာနဲ့သူ့ရဲ့နောက်ဒီကြာသီးလေးကဒီက၆ထဲ့ရဲ့တဲ့နှစ်ပိတ်ရဲ့ကိုးပိတ်ရဲ့အဲ့ခွန်ပိုင်းဒီကစားတယ်ပေါ့ဗျာဒီမှာလဲရှင်းနှလုံးခွန်ကိုတဲ့ခါနှလုံးခွန်လို့ထဲတာနဲ့ဒီမှာလဲကိုးထဲ့ရဲ့ခွန်ပိတ်ရဲ့တက်ပိတ်ရဲ့ခွန်လို့ကစားတယ်တဲ့ ဲ့လောက်ဆိုရင်နားလဲတယ်မလားကြည့်လို့ရတယ်နော်လိုင်းရမကောင်းမှဆိုပါသေးတယ်ကိုကတော့ပြောနေရနော်အဲ့ဒါ तू ကထွေထူးတော့မရှိဘူးဒါပေမဲ့ तू ရဲ့အတွေးလေးကြားလဲအဲ့ဒါလေးပြပေးပါဆိုလို့ကျွန်တော်ကပြပေးတာကြားရင်လည်းတော့အဲ့ဒီမှာကျွန်တော်ကနှစ်ကွက်ထည့်ပေးမှာနှစ်ကွက်ကြားရင်တို့အဲ့နှစ်ကွက်ကကျွန်တော်ကဒီခုက तू ကပေါင်းချင်းနဲ့ကြားတာကျွန်တော်ကဟိုအရွှေ့နဲ့တကွက်ရဲ့အဲအရွှေ့နှစ်ကွက်သလုံးအရွှေ့ပါပဲနော်ကဲကျွန်တော်ဒီကနေ့ဆက်သွားပြီနောက်ထပ်အရွှေ့ခွက်လေးကြည့်အောင်အဲကျတော့ခါလဲကိုကတကယ်ကြက်ရင် ဟိုကြံဖန်ပြီးထဲ့ကြည့်ပေါ့ဗျာမကြိုက်ရင်လည်းမသုံးနဲ့ပေါ့နော်ဒါမက်သက်ကတော့ဒါပါပဲဒီရှင်းနှလုံးတက်ကိုတဲ့ခါနှလုံးပြန်တက်တာနဲ့သူ့ရဲ့နောက်ဒီကြာသေးသည်တဲ့အဲ့ဒီမှာဒီထိမ့်နဲ့ဒီအပိတ်နဲ့ဒီပိတ်နဲ့ခွန်လို့မက်သက်ထဲ့တယ်နောက်တကဒီရှင်းနှလုံးလေးကိုတဲ့ဒီခါနဲ့ခါနဲ့ပြန်လေးတာနဲ့ဒီထိမ့်နဲ့ဒီအပိတ်နဲ့ဒီပိတ်နဲ့ခွန်လို့ပြန်ရိုက်တယ် နောက်တကရှေ့နှလုံးငါကိုထိနှလုံးငါပေါ့ဗျာခါနှလုံးပြန်ငါတာနဲ့ဒီထိနဲ့ဒီပိနဲ့ဒီပိနဲ့ခွန်လို့ရိုက်တယ်တဲ့နောက်တကဒီရှေ့နှလုံးခွန်ကိုတဲ့ဒီမှာခါနှလုံးခွန်လို့ထဲတာနဲ့เนาะဒီမှာလဲသူကဒီထိရဲ့ဒီပိရဲ့ခွန်မိုက်မက်တတ်ပေါ့ဗျာเนาะဒီမှာနှစ်ရဲ့ရှေ့ရဲ့ခွန်ရဲ့ခွန်နယ်ပေါ့ဗျာ6ရဲ့2ရဲ့6ရဲ့ခွန်နိုင်ပေါ့ဗျာ6ရဲ့2ရဲ့9ရဲ့ခွန်နယ်ပေါ့ဗျာဒီမှာ9ရဲ့ခွန်ရဲ့1ရဲ့ခွန်လိုက်တာ အဲ့လိုနှစ်ချက်ခတ်တော့သူကနှစ်ချက်စီနီယံခတ်ချင်တာတဲ့နော်ရှင်းနေနှော့ကျွန်တော်ပြောတာမရှင်းပါဘူးဥလိတန်နေရှင်းလာဗျာနော်မရှင်းပါဆိုတော့ရှုပ်တော့မရှုပ်ပါဘူးကျွန်တော်က line မကောင်းတဲ့အတွက်ကြည်ရတဲ့လူကြီးဒါကြောင့်ကျွန်တော်ကဘယ်တော့ line ပြပြအဲရှေ့မရောက်ဘူးလိုရင်းမရောက်ဆိုမကြည့်ရပေါ့ဗျာဒါသူပြသွားလိုက်ဒါလို့ line ပေါ်တင်ပေးပြပေးဆိုကျွန်တော်ကပြပေးတာပါနော်အဲသူကတော့အပီးတစ်ခွက်တော့ထည့်ပြမသွားဘူးနော်သူလည်းဘာထည့်ရမလဲကွာ ဒီလိုမျိုးတိုင်ပင်တော့အဲ့တဲ့ခါကျသူတော့နှစ်ချက်ခတ်တာပေါ့ဗျာဒီမှာနှစ်ချက်ခတ်တဲ့တည်းသူကလည်းနှစ်ချက်ပြန်ခတ်မလားဒီထိတ်ဒီကြအမှန်ဒီကြစည်းဗျာဒီကြစည်းဗျာဒီကြစည်းဗျာဒီကြစည်းအဲ့ဒီကြစည်းဒီကြစည်းရဲ့ပင်ကြိုက်ဒီကြစည်းရဲ့ပင်ကြိုက်ဒီကြစည်းရဲ့ပင်ကြိုက်ဒီကြစည်းအဲ့ဒီကြစည်းမှာတဲ့ဒီရှင်းနှလုံးတက်ကိုတဲ့ခါနှလုံးပြန်တက်တယ်အဲ့ဒီမှာဒီထိတ်နဲ့ဒီပိတ်နဲ့သူ့ရဲ့နောက်ကဒီကြစည်းကိုခွန်လို့ရိုက်တယ်နော် ရှင်းနှလုံးလေးကိုခါနှလုံးလေးလိုရိုက်တယ်ဒီကြာသီးမှာဒီထိတ်နဲ့ဒီပိတ်နဲ့ဒီပိတ်နဲ့ခွန်လို့ရိုက်တယ်နောက်တကရှင်းနှလုံး၅ကိုခါနှလုံး၅လိုရိုက်တာနဲ့ဒီကြာသီးမှာဒီထိတ်နဲ့ဒီပိတ်နဲ့ဒီပိတ်နဲ့ခွန်လေးရဲ့ရိုက်တယ်ပေါ့ဗျာနောက်တကဒီကြာသီးမှာလည်းဒီရှင်းနှလုံးခွန်ကိုခါနှလုံးခွန်တာနဲ့ဒီထိတ်နဲ့ဒီပိတ်နဲ့ဒါနဲ့ခွန်တာခွန်တော့သူကစီနီယံထက်ပြားသွားတယ်အဲ့ဒါဆိုသူ့ရဲ့နောက်ကကြာသီးကဒီကနန်းလေးသူ့ရဲ့နောက်ကကြာသီးကပရမဒုတိယဒီကနန်း တတိယသရုပ်တဒီကဏန်းလေးပေါ့ तू อ่ะဒီတစ်နှစ်ချက်ခတ်တဲ့တွေ့တစ်တစ်နှစ်ချက်ခတ်လေးလေးနှစ်ချက်ခတ်ငါးငါးနှစ်ချက်ခတ်ခွန်ခွန်နှစ်ချက်ခတ်တဲ့တွေ့ तू อ่ะစီနီယံယူတော့အဲ့ဒီကြာသေးမှာတဲ့ဓမ္မဒီမှာက၉ထက်ရယ်၈ထက်ရယ်၈ထက်ရယ်၉ထည့်ရဲ့၈ထည့်ရဲ့၈ထည့်ရဲ့၅ကိုတဲ့ဒီကြာစီမှာတဲ့နောက်တစ်ခါခွန်ပိတ်ရဲ့ တပိရဲ့ခွန်ပိရဲ့ငားတယ်အဲငားပြီးတော့လေးလာမှာနောက်တစ်ခါကျတော့ဒါစီဒါကြစီနီယံသွားပြီပေါ့ဗျာဓမ္မငားထိတ်ရဲ့တုံညာထိတ်ရဲ့ကိုထိတ်ရဲ့ငားတုံညာကိုဒီလေးလို့ဖြစ်တာနဲ့နောက်မှလည်းကိုပိရဲ့နှစ်ပိရဲ့သုံးပိလေးတယ်ပေါ့ဗျာလေးပြီးတော့နော်သုံးပေါ့ဗျာနောက်တစ်ခါလဲကိုထိတ်ရဲ့ကိုထိတ်ရဲ့ငားထိတ်ရဲ့သုံးလို့ဖြစ်တာနဲ့ကိုအပိရဲ့ 6ပိတ်ရယ်10ပိတ်ရယ်3နယ်ပေါ့ဗျာဒီတခါနှစ်လဲရောက်တာနှစ်လဲတော့ဒီမှာက10ထိပ်ရယ်6ထိပ်ရယ်ဆိုတော့10နဲ့6နဲ့က4ဖြစ်နေတော့အဲ့ကြတော့သူကနှစ်ထိပ်အောင်ကနှစ်လို့ထည့်ရမှာလေနော်ဟုတ်လားနှစ်တန်နှစ်တန်ထည့်ရမှာအဲ့ကြသူက10ထိပ်10ထိပ်မှနှစ်တန်တဲ့နောက်တခါဒီမှာက3ပိတ်ရယ်6ပိတ်ရယ်3ပိတ်မှနှစ်မှာပေါ့ဗျာအဲ့လောက်ဆိုရတယ်မလားနော်ရတယ်နော်အဲ့လောက်ဆိုရတယ်မလားရှင်းပါတယ်နော် ရှင်းပါတယ်နော်သူကတော့နှစ်ဖက်ချုပ်တဲ့အတွက်ပေါ့ဗျာခွန်မက်တက်ကလေးနဲ့သွားတယ်ပေါ့အဲ့ဒါလေးကျွန်တော်ပြပေးပါဆိုလို့အနည်းရတကူတကအိမ်လာပြီးတော့ခိုင်းတော့တွတ်နေကြပါသူကသူလည်းအလုံးမအားတဲ့ခါကျတော့မလာပြစ်တာမစုံပြစ်တာတော့ကြာပြီပေါ့ဒါလေးကိုပြပေးပါကွာဆိုတာနဲ့အဲကျွန်တော်ပြပေးတာပါနော်ကျွန်တော်တော့ဘာရဖို့တာသူဆွဲထားတဲ့ line ပုံစံတိုင်းနော်ကျွန်တော်ကဒီနှစ်ချက်ခတ်တဲ့အတွက်ထိတ်နဲ့ထိတ်နဲ့နှစ်ခုခါနဲ့ခါနဲ့ပြန်နေ ထိတ်နဲ့ထိတ်နဲ့လေးကိုခါနဲ့ခါနဲ့ပြန်လေထိတ်နဲ့ထိတ်နဲ့ငါးကိုခါနဲ့ခါနဲ့ပြန်ငါထိတ်နဲ့ထိတ်နဲ့ခွန်ကိုခါနဲ့ခါနဲ့ခွန်အဲ့တော့သူ့ရဲ့နောက်ကကြံရသည်ဒီမှာထိတ်ရဲ့အပိတ်ရဲ့အပိတ်ရဲ့ခွန်မတက်ရိုက်တယ်ထိတ်ရဲ့အပိတ်ရဲ့အပိတ်ရဲ့ခွန်ရိုက်တယ်ပေါ့ဗျာဒီမှာထိတ်ရဲ့အပိတ်ရဲ့အပိတ်ရဲ့ခွန်ရိုက်တယ်ပေါ့ဗျာထိတ်ရဲ့အပိတ်ရဲ့အပိတ်ရဲ့ခွန်ရိုက်တယ်အဲ့တော့ဒီမှာနှစ်ချက်ခတ်တော့ဒီကြာစည်းကိုဒါကြစီနီယံသွားရတယ်ပေါ့ဒီမှာ၉ထိတ်ရဲ့၈ထိတ်ရဲ့နော်၉ထိတ်ရဲ့၈ထိတ်ရဲ့၈ထိတ်ရဲ့၅ကိုတဲ့ခွန်ပိတ်ရဲ့၁ပိတ်ရဲ့ခွန်ပိတ်ရဲ့၅တဲ့နောက်တစ်ခါ ငါးထည့်ရဲ့၊သုံးညာထည့်ရဲ့၊ကိုးထည့်ရဲ့၊လေးကိုတဲ့။ငါးပြီးတော့လေး။နောက်တစ်ခါကိုးပိတ်ရဲ့၊နှစ်ပိတ်ရဲ့၊သုံးပိတ်ရဲ့၊လေးတဲ့။အဲလေးပြီးတော့သုံးပေါ့ဗျာ။ဒါမှကိုးထည့်ရဲ့၊ကိုးထည့်ရဲ့၊ငါးထည့်ရဲ့၊သုံးကိုတဲ့။ဒါမှကိုးပိတ်ရဲ့၊၆ပိတ်ရဲ့၊၈ပိတ်ရဲ့၊သုံးနေတဲ့။အဲအဲကြနှစ်လေနှစ်လေကြံတဲ့ခါကျတော့နော်။ဟိုပါပေါ့ဘာလို့ပြောမလဲ။ငါးလေးသုံးနှစ်ပေါ့ဗျာ။ဒီမှာက၈ထည့်ရဲ့၊၆ထည့်ရဲ့နော်အဲ့မှာနှစ်နော်နှစ်လေရောက်တော့တခါ၈ထည့်ကြမှာနှစ်မှာနောက်တစ်ခါကျလဲ၃ပိတ်ရဲ့၆ပိတ်ရဲ့ဆို၃ပိတ်ကြမှာ နှစ်ဖြစ်မှာနှစ်ဖြစ်တဲ့ခါကျတော့အဲ့တော့ကျွန်တော်ကအဲ့ဒါနှစ်ပွက်ကိုကြာတော့ကျွန်တော်၈3လဲဒီဘတ်၃ပိတ်ပရိနဲ့ပြောထားတာက၈3 3ရှိမယ်ဗျာနောက်တစ်ခါ၈4 3ရှိမယ်နော်အဲအဲ့ကျတော့၈3ကြည့်အောင်ရှင်းတဲ့တော့ကတော့ဒါဖရိန်ကိုကျွန်တော်ကတော့ဒီတိုင်းလိုရင်းမဲ့လွယ်ရင်းမဲ့ပြောမှာကျွန်တော်2020နဲ့၄ရက်ကဏ္ဍပြန်ကြတော့မှာဆိုတော့ ကဲဒီ၃ဒီ၃လုံး၅ရာဒီ၃လုံး၅လို့ဖြစ်တာနဲ့ဒီ၃လုံး၅လို့ဖြစ်တာနဲ့ဒီ၃လုံး၅အဲဒီ၃လုံး9နဲ့ပေါ့ဗျာဒီမှာလည်းအဲ့လိုပဲဒီ၃လုံး၅ကိုတဲ့ဒီ၃လုံး၅လို့ဖြစ်တာနဲ့ဒီ၃လုံး9အဲ့မှာဒီ၃လုံး၅ဖြစ်ပြီးတော့ဒီ၃လုံး9ခံရတဲ့ကဏ္ဍကဓမ္မက၄38အဲ့ဒီမှာဒီ၃လုံး9နဲ့ပေါ့ဗျာဒီမှာလည်းဒီ၃လုံး9လို့ဖြစ်တာနဲ့ဒီ၃လုံး9ဒီ၃လုံး9ဒီ၃လုံး9ဖြစ်တာကဟုတ်ပါ၄၃၈ဆိုတော့ဒီကက၄၈၄၃ အဲ့ဒီကနန်းကိုတဲ့သူ့ရဲ့နောက်တဲ့နဲ့ရွေ့တော့မယ်တဲ့ဒါပြောပြတာတော့ရွေ့တော့မယ်ဆိုသူကတော့ဒီပဒိတ်လေးပဒိတ်လေးကိုပဒိတ်လေးလို့ကြာတာနဲ့ဒီမှာထိတ်နဲ့ပိတ်နဲ့နှစ်ဒီပဒိတ်လေးကိုနောက်ပေါင်းလေးလို့ကြာတာနဲ့ဒီသုံးလုံးလေးကိုနောက်ပေါင်းလေးလို့ကြာတာနဲ့ထိတ်နဲ့ပိတ်နဲ့နှစ်ကြာတာနဲ့အဲ့ဒီမှာရှစ်လေး ဒီမှာက၄၈၃အဲ့ဒီ၄၈၃ဒီသူ့ရှေ့တနေ့ကဒီ၃လုံးကဒီ၃လုံးကဒီ၃လုံးခွန်ဖြစ်တဲ့ဒီမှာက၄၃၈ဆိုတဲ့ကဏ္ဍကိုဒီနေရာလေးမှာထွက်ပေါ်ကြ။ဒီမှာလဲအဲ့လိုပေါ်ဗျာအလွယ်လွယ်လေးတော့မဟုတ်ပေါ်ဗျာပေးရင်တော့တော့ရှိရည်အဲ့ဒါကြီးကဒီမှာလဲဒီ၃လုံးကဒီ၃လုံးကဒီ၃လုံးခွန်ပေါ်ဗျာပြောချင်တဲ့တိပြ၅၅ခွန်အဲဒုတိယ၅မှာကဓမ္မက၄၃၈အင်းနော် ဒီမှာဒီ3လုံး5ဒီ3လုံး5ခွန်5 5ခွန်ဒုတိယ5မှာကဟိုက4 3 8ပြီတော့ဒီက8 4 3အဲ့ဒီကဏ္ဍကဒီမှာသူ့ရဲ့နောက်တဲ့နဲ့ပြန်ကြတာပြန်ကြတော့မယ်ဆိုခုနကဒီ3လုံး4ကိုနောက်ပေါင်း4လို့ရိုက်လိုက်တာနဲ့အဲ့ဒီမှာထိတ်နဲ့ပိတ်နဲ့နှစ်ကြပြီးအဲ့ဒီကဏ္ဍဒီမှာလည်းအဲ့ဒီကဏ္ဍကိုခုချိန်ပြန်ရွေ့ကျင်တာပေါ့ဗျာပြန်ရွေ့ကျင်တဲ့အခါကျကျွန်တော်တို့ဒီ3လုံး4ဗျာဒီမှာက6နဲ့6က4ဖြစ်တယ်သူ့ရဲ့ ဗဒိတ်လေးရဲ့နောက်ကိုပေါ့ဗျာဒီသုံးလုံး၄ကိုနောက်ပေါင်း၄လို့ရိုက်တာနဲ့အဲမှာထိတ်နဲ့ပိတ်နဲ့နှစ်လို့ဖြစ်တာနဲ့အဲ့ဒီမှာကတော့၈၄သုံးပါတယ်နော်ကဲဒီလောက်ပါပဲဗျာရှင်းရင်ရတယ်နော်နော်အဲ့ဒါရှင်းရင်ရတယ် तू ကတော့ဒါအမှန်တကယ်ပြောရင်တော့ तू လဲခါတော့ထည့်ပြမသွားဘူးဗျာ तू ကတော့ပြပေးလိုက်ဒီလိုကျွန်တော်ကတော့အဲ့ဒီမှာပြတော့ကျွန်တော်၈၁၃တော့ပြထားတယ်၃ပိတ်ပရိနဲ့၃ပိတ်၃ပိတ်ပရိနဲ့က၈၁အတွဲရှိစားနဲ့အဲအဲ့လိုမျိုးပြတော့အဲ့ဒါတော့ဒါပဲ နော်ကဲဒီလောက်ဆိုရပါပြီနော်ဒီလောက်ဆိုရပါပြီနော်အဲ့တော့အဲ့တော့ကျွန်တော်၈၁၃ကြတော့တော်တော်ပြရမှာ၈၁၃ဟာဒီဘက်ကပြရမှာမဟုတ်၈၁၃ကတော့ဒီကဏ္ဍကြပေါက်လေးပါဗျာနော်ဒီကောင်ကတော့တော်တော်ပြရမှာဟိုဘက်တစ်ခါလည်းပြရမှာကြောင့်မဟုတ်တော့၈၁၃ကတော့ဘာလို့မပြပြရလဲဆိုနော်၈၁၃ကတော့ကျွန်တော်ပြောတဲ့၃ပိတ်ပရိနှစ်ထဲကိုကျွန်တော်အဲ့မှာရော့၈၁၃ကျွန်တော်၈၁ရှိလို့ရှိသေးတယ်ဒီလိုပြောပြတယ်နော်အဲ့တော့ဒီလောက်ပဲဗျာနော်အားလုံးနော်ဒါကြရင်လည်းလိုက်တော့ဒါကကျွန်တော်ကဒါကလည်း လွယ်လွယ်တော့မဟုတ်ဒီကောင်ကဒီကောင်ကဖရိန်ရှိတယ်ဒီကောင်ကလည်းအေးအဲ့ဒါကိုပြောပြတာနော်ဒါကတော့သူကဒီကဏ္ဍရွေ့ငါးပါဗျအိုက်စနစ်အဲ့တော့ရှစ်တစ်သုံးရဲ့အဲသူကတော့ရှစ်ထိတ်သုံးပိတ်ပေါ့အဲ့ဒီမှာခုနကကျွန်တော်ပြောတဲ့စနစ်ကိုအားလုံးလည်းနားလည်သွားပါပြီနော်ဒီနေရာမှာဒီကဏ္ဍကိုဒီသုံးလုံးဒီထိတ်နဲ့ထိတ်နဲ့တက်မှုခါနဲ့ခါနဲ့ပြန်တက်အပိတ်ထိတ်အပိတ်အပိတ်ခွန်ဖြစ်တယ်နော် ဲဒီသုံးလုံးလေးကိုဒီလိုလေးတာနဲ့เนาะဒီသုံးလုံးတော့ဖြစ်ပြီးဒီထိတ်နှလုံးညတန်တက်တန်နဲ့ခါနှလုံးတက်အဲ့ဒီမှာသူ့ရဲ့အောက်ဒီကြသေးကိုထိတ်အပိတ်အပိတ်ခွန်ဖြတ်တယ်အဲဒီနှလုံးလေးတာနဲ့ခါနှလုံးလေးသူ့ရဲ့အောက်ဒီကြသေးကိုထိတ်အပိတ်အပိတ်ခွန်ဖြတ်တယ်နောက်တစ်ခါဒီနှလုံးငားတာနဲ့ဒီနှလုံးပြန်ငဲရတယ်เนาะအဲ့ရနောက်ကကြသေးဒီကနန်းထိတ်အပိတ်အပိတ်ဒီခွန်ဖြတ်တယ်ခွန်မတက်လေးပေါ့ဗျာ အဲဒီမှာလဲဒီနှလုံးခုံကိုတဲ့ခါပြန်ခုံတဲ့ခါနဲ့ခါနဲ့အဲ့ဒီမှာဒီထိတ်အပိတ်အပိတ်ကိုခုံဖြစ်တာနဲ့ဒီလိုနှစ်ချက်ခတ်လို့ဗျာ1 1 4 4 5 5နော်ဒီမှာခွန်ခွန်ခတ်တဲ့အတွက်အဲသူ့ရဲ့နောက်ကကြာသည်ဒါကြစီနီယံခေါ်လိုက်တာကိုလိုထိတ်ရှစ်လိုထိတ်ရှစ်လိုထိတ်ကိုရှစ်ရှစ်ဒီ၅ဖြစ်တာနဲ့ခွန်လိုပိတ်တက်လိုပိတ်ခွန်လိုပိတ်၅ပြန်ဖြစ်တယ်၄ပေါ့ဗျာနောက်တက်က ငါလိုထိတ်၊တုံညာလိုထိတ်၊ကိုလိုထိတ်၊လေးပြတ်တာနဲ့ကိုလိုပိတ်၊နှစ်လိုပိတ်၊သုံးလိုပိတ်၊လေးပေါ့ဗျာ။နောက်တစ်ခါသုံးလဲပေါ့ဗျာ။အဲဒီမှာကကိုလိုထိတ်၊ကိုလိုထိတ်၊ငါလိုထိတ်၊သုံးပြတ်တာနဲ့ကိုလိုပိတ်၊၆လိုပိတ်၊၈လိုပိတ်၊သုံးပေါ့ဗျာ။အဲကြတော့ငါလေး၊သုံးလို့နှစ်ကြံတော့ဒီမှာ၈လိုထိတ်၊၆လိုထိတ်၊၈ထိတ်မှနှစ်မှပေါ့ဗျာ။ဒါဆိုရင်ဒီမှာက၃လိုပိတ်၊၆လိုပိတ်ဆိုတော့ဒီကသုံးပိတ်မှနှစ်မှပေါ့။အဲကြတော့ဒါကိုကြိုက်ရင်လိုက်ထိုးပေါ့ဗျာ။ဒါအမှန်တကယ်သွားရင်တော့ဒီလိုသွားမှာပဲ။ အပီးထဲလို့ကတော့အစင်မပြေဘူးကျန်တဲ့ line နဲ့သွားထဲအပီးထဲအမျိုးမျိုးယူရတာဒါကတော့သူ့မက်တာနှစ်ချက်ခတ်တဲ့အတွက်နော်ထိတ်သုံးလုံးတက်ဆိုတက်ပေါ့ဗျာနှစ်ဆိုနှစ်အဲ့ဒါတော့ဒီလိုသွားမှာနော်ဒါဒီလောက်ပါပဲနော်နော်ဒီလောက်ပဲဆိုရိတ်ရေးလိုက်အောင်16ရက်တော့ 该洗一下弄。